ချန်ပီယံလိစီးဖိုင်နဲ့ပထမအကြော့ဖြစ်အင်ကွင်းအမရိတ်မှာ PSG အသင်းကိုအရှုံးပေးခဲ့ရတဲ့အာဆင်နယ်အာဆင်နယ်ရရလမကောင်းတဲ့ပွဲတွေ ရှုံးပွဲကြုံတွေ့တဲ့ပွဲကြီးကြီးလိုက်မယ်ဆိုရင်ပြိုင်ဘက်သွင်းတဲ့ဂိုးကိုကျော်လွန်ပြီးပြန်မသွင်းနိုင်တာဂိုးပေါက်ပျောက်တာမျိုးတွေဒီရာသီမှာမကြာခဏဖြစ်တယ်။အခု PSG အသင်းနဲ့ပွဲစဉ်မှာလည်းလိုအပ်တဲ့ဂိုးတွေရယူမနိုင်ခဲ့တာ။အထူးသဖြင့်ပေါ့လေကျွန်တော်တို့ဂိုးတချို့ရခဲ့ပါတယ်။လူကျော်နေခဲ့တယ်။ရသင်းနဲ့ဂိုးတချို့ကြတော့လေမာတီနယ်ရီတို့ထရော့ဆက်တို့အသုံးမချနိုင်ခဲ့ဘူး။မိန်ရဲနောက်ကျနေတာမျိုးပေါ့လေ။အဲ့တော့ဒီပွဲမှာတခုဘိုင်းကြီးစီပြောမယ်ဆိုရင်အေးဆုံးနံပါတ်၁ချက်တော့မပါတီမပါတဲ့တံပိုးတွေးခဲ့ရတာ။ အာဆင်နယ်သင်းရဲ့ကွင်းလဲမှာကသုံးမှတ်ပါတီဘလောက်ထိအရေးပါလဲဆိုတာကဒီနေ့ပွဲစဉ်မှာဟာလာဟင်းလင်းကြီးပဲဒီကလန်ရိုက်နှစ်ယောက်စာရုံးပေးနေလို့တိတ်ပြီးရုံးမပေါက်ခဲ့တာပထမပိုင်းမိနစ်တီမှာဆိုလို့ရှိရင်အာဆင်နယ်သင်းရဲ့ကွင်းလဲကလုံးဝဒိုးယိုပေါက်တစ်ဖက်ကလာတဲ့လောင်းဘောကြီးဆိုတော့ထောက်ချောက်တိုက်စစ်ပြီးတိုက်စစ်ပဲအာဆင်နယ်မှာဟိုရလာဆိုပြီးငေးကြည့်နေရတဲ့အထိပဲတစ်ဖက်က PSG ကအာဆင်နယ်ပုံစံစော်သွားခဲ့တာဟာ ငါတို့အင်ကွင်းမှာတစ်ဖက်ကအဲ့လိုရောင်လာဆော့တယ်ဗောလေဒါပေမဲ့ပွဲချင်းမိနစ်20နောက်ပိုင်းမှာတော့အာဆီနဲ့နည်းနည်းလေးပြန်ပြီးရက်တန်မိလာတယ်ကိုယ့်ရဲ့ကစားကွက်တိုင်းပြန်ပြီးဆော့လာနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့က6မိနစ်မှာဂိုးပေးခဲ့ရပြီပေးလိုက်တဲ့ဂိုးမှာဆိုရင်သူတို့ရဲ့ဘဲဘက်ချမ်းတိုက်စစ်တောင်မဲ့ကစားမှာကာဖက်စကီလာရဲ့ပြန်ပြီးဖြတ်ခင်းပေးလိုက်တဲ့ဘောလုံးကိုအေရီးယားထိတ်မှာလူကတ်ထားချင်းမခံရတဲ့ဒမ်ဘီလီကသွင်းသွားခဲ့တာ ဲ့လိုမျိုး AD ကထိတ်မှလေတစ်ဖက်အသင်းရဲ့တကယ့်ဂိုးသွင်းကောင်းတဲ့ player တွေကိုမမ်းမကင်လုံးဝမရှိဘူးအဲ့ဒီဝင်ရသားမှာ Kavaskila လောက်နှစ်ယောက်တောင်မှသွားကတ်တာအဲ့အတွက်ဒီနေရာမှာလုံးဝ market မရှိတဲ့အတွက်ကျွန်တော်ဂိုးပေးလိုက်ရတယ်အဲ့ဒီကိုကလည်းရချင်လုံးလို့ပါသူကန်လိုက်တဲ့ဘောလုံးကအဝေးတိုင်တောင်ပုတ်ဆွဲပြီးကန်လိုက်တာအဲ့ဒီဘောလုံးဒီတိုင်ကိုဒဲထင်ပြန်ထွက်တယ်ဒါပေမဲ့အတွင်းတိုင်ကိုထိသွားတဲ့အတွက်ဂိုးသမားလည်းဘလို့မှပုတ်လို့မရဘူး Raya လည်းသူမျက်ကွယ်ဖြစ်နေတယ်အရှိမလူညောက်လောက်ကလည်းဆိုသူတိုက်ပြစ်ပြီးမယ်လေနောက်ကျသွားပြီကျွန်တော်အဲ့ဂိုးစောစီးပေးလိုက်ရတယ် အဲ့မှာစပြီးကျွန်တော်တို့ pressure ဝင်တာပဲတစ်ဖက်ကဧည့်သည်အသင်းကယုံကြည်မှုရှိသွားတယ်ပြီးတော့နောက်တစ်ချက်အဲ့ဒါကကွင်းလေပိုင်းပဲဆိုတော့ပါတီမပါတဲ့ကွင်းလေတော့ထားလိုက်တော့ဒါပါတီကြောင့်ကျွန်တော်ပြောပြပါပြီဒါပေမဲ့ပါတီမပါတဲ့ခါကျရင်ငါတို့ဘလို့သုံးမလဲဆိုတော့ idea စီမံလာတာကအစ်စ်တောင်းတဲ့နဲ့ပွဲစဉ်မှာကျွန်တော်တို့သုံးသွားခဲ့တဲ့မီခင်းမိန်တို့ declan right martin origet ဒါပေမဲ့ quality ကတခြားစီလေဗျာ champion league စီးရင်ဖိုင်တဲ့အဆင့်တစ်ဖက်ကအသင်း အင်္ဂလန်ကလပ်သင်းနှစ်သင်းကိုဖြုတ်ပြီးတက်လာခဲ့တဲ့အသင်းတစ်သင်းအဲ့ဆိုတော့ဒီလိုအသင်းတစ်သင်းကိုကျွန်တော်အစ်စစ်တောင်းပွဲမှာသုံးခဲ့တဲ့လူစင်းတိုင်းပြန်ပြီးသွားသုံးတဲ့ခါမှာအဆင်မပြေတာမထူဆန်းဘူးမိန်လူကောင်းပါတယ်ကြိုးစားတယ်ဒါပေမဲ့မာတင်အိုရီကက်က quality တရမ်းကျတယ်တစ်ဖက်ကဂျာဝိုနီးဘက်ဆိုတဲ့ချာတေးလေးဆိုရင်နှစ်ယောက်စာယုံသွားတာတိုက်စစ်ဆိုလဲသူပဲခန်စစ်ဆိုလဲသူပဲမှတ်မိလိုက်လားမီခင်းမိန်လူဂိုးသွင်းဖို့ကြိုးစားရလုံးနောက်ကနေပနတီပေါင်းစစ်မှာဖြတ်သွားတာအဲ့ဘဲလေးသာလာမဖြစ်အဲ့လုံကျွန်တော်တို့ဂိုးရတယ် ခီဗီယောပြန်ခင်းပေးလိုက်တဲ့အလုံးလေးတွေကျွန်တော်မှတ်တာမမိုင်းပြီးတော့အဲ့ဒီဘဲလီရဲ့ကွင်းလယ်လှုပ်အားနှုန်းကကျွန်တော်တို့အာဆင်နယ်တင်းရဲ့ကွင်းလယ်ကိုတဒန်းနှိမ်သွားစေတယ်ဒုတိယပိုင်းကျွန်တော်တို့ဘောလုံးတွေပိုင်ဆိုင်မှုပြင်ပြီးအသာရလာတာမှန်တယ်ကစားဝက်ပြန်ကောင်းလာတာမှန်တယ်ဒါ့အပြင်တစ်ဖက်က PSG ကတကူရပြီးသွားပြီအဲ့တဲ့အတင်းအတွက်ဆိုလို့ရှိရင်တော့ဒီတကူကလုံလောက်တဲ့အနိုင်ပဲသူတို့အိမ်ကွင်းပြင်သစ်မှာသူတို့တဆူထားအထက်စီးရဆုတ်လို့ရမယ်နေသားဖြစ်သွားပြီအာဆင်နယ်အတွက်ဆိုရင်ကိုယ်အိမ်ကွင်းမှာတကူမကောက်လို့ဘယ်နှကူနဲ့ရှုံရှုံ တော်တော်ဦးမှာနာကျင်ရတဲ့အနေထားပဲအဲ့တော့ဒုတိယတစ်ချက်အဲ့ဒါကကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဆိုတော့မာတင်အိုဒီဂက်တို့ပါတီတို့အပိုင်ပြီးသွားတဲ့ခါမှာဒုတိယအချက်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့မှာဒီလိုဘင်မက်ပွဲစဉ်တွေမှာရတဲ့ chance တူကိုဂိုးသွင်းနိုင်မဲ့ player အရာအားနေတာစာကာကတော့ဝင်ကားနေပေါက်ဆွဲကိုတိုးဝင်ပုံစူးစမ်းနေမြဲသူ့ကိုကာထားလူရတဲ့ပုံကြီးအဲ့မှာရှင်းရှင်းလင်းအခွင့်အရေးတွေရတာကမာတင်နယ်လီထရော့ဆက်ရတယ်အတိအသားဆုံးကတော့မာတင်နယ်လီပဲ အခွင့်အရေးတွေမှာဒီပွဲမှာ၃ချိန်လောက်အနည်းဆုံးရတယ်။ပထမတစ်ချိန်ကန်တယ်ဂိုဓမာတက်တက်ကိုသွားကန်တယ်။ဒုတိယလုံးကန်တယ်ဂိုဓမာပုတ်ထုတ်သွားတယ်။တတိယအလုံးခေါင်းနာအတက်ပုံစံမျိုးပေါက်ပြီးပြန်လာတာ။ကန်လိုက်တာဗျာ။ဂိုဓမာထိုက်ပုတ်သွားတယ်။နောက် trouser အဲ့လိုပဲ chance တစ်လုံးရတယ်။ကန်လိုက်တယ်ဂိုမရောက်။ပြီးတော့စာကာဖြတ်တင်ပြီးတဲ့အလုံးလုံး Martinelli တိုင်ပင်ကိုက်ပြေးပိတ်တယ်ဂိုမရောက်။ဒါတွေကဒီလိုမျိုးအတင်းကြီးချင်းချင်းတွေ့တဲ့အခါမှာရတဲ့ chance တကဂိုးရောက်အောင်ပြောင်းနိုင်မှာအဆင်ပြေမှာ။ အခုကျွန်တော်ပြပြမယ်ကျွန်တော်တို့ဒီအသင်းနှစ်သင်းမှာဂိုးပေါက်ကန်သွင်းမှုကျွန်တော်တို့က10ချိန်ရှိတယ် PSG က17ချိန်ရှိတယ်ဂိုးပေါက်တဲမှုမှာ PSG က4ချိန်ပဲရှိတယ်အဲ့ဒီ4ချိန်ဒီအသေးအတန်ရာယာပုတ်ထုတ်ခဲ့ရတာတဖက်ကကျွန်တော်တို့ဂိုးပေါက်တဲတဲ့9ချိန်ဒီဒိုနာရူမာကောင်းတာမှန်တယ်တကယ်လည်းကောင်းတယ်လက်ခံတယ်ဒါပေမဲ့ဒီထက်ပိုပြီးကိုကိုကောင်းဂိုးပေါက်ထဲကိုစမတ်ကြကြလေးပို့ပြီးတော့ရိုက်သွင်းနိုင်ခဲ့တဲ့နေဗျာတိလား ဒါပေမဲ့ကျွန်တော်တို့ဒီအဲ့ဂိုးတွေကိုမရခဲ့ဘူးတော်တော်လေးမှကျွန်တော်တံပြောတာပါတောင်းကံပေါ်ဆိုတဲ့၃ချိန်ရတယ်ပြီးတော့ကျွန်တော်တို့ပြစ်တံပေါ်နေတဆင့်ဂိုးရခဲ့ကျွန်တော်တို့လုံးဝအင်ဂျီပိုင်ချုပ်ပြီးအောင်ဝဲခံပြီးပြီဗျာဒါပေမဲ့ဘွေရပြန်ကြည့်တယ်စီမီအော်တိုမက်တစ်နီးပညာမှာပြန်ပြတာကြတော့မီခင်းမိန်တို့လူကြုံနေခဲ့တယ်တဲ့အဲ့လုံးဝကွက်တီပဲအာဆင်နယ်သင်းရဲ့ဒီတေကန်ဘောတွေရဲ့နေစနစ်ကရှင်းတယ်သူတို့ကဒီတေကန်ဘောတွေကမ်မတင်ခင်မှာလူကျုံတဲ့နေရာမှာအဖွဲလိုက်သွားနေတယ် ကန်တင်ကလေးလက်ထောင်လိုက်ပြီးဆိုတော့မှအဲ့လူတန်းတွေကသူတို့ကပြန်တိုးဝင်တယ်အဲ့ဒီအချိန်စက္ကန့်လေးမှာ rice ကန်တင်လိုက်တဲ့စက္ကန့်ပိုင်းလေးနည်းနည်းဆောသွားတဲ့ပုံစံပဲ main တို့ပြန်ဝင်လာနည်းနည်းနောက်ကျသွားတယ်အဲ့ဒီမှာကန်တင်လိုက်တော့လူကြုံသွားပြီဟာဗျာတော်တော်လေးကမှတမျိုးကိုခေါင်းတာပါအာဆင်နယ်နဲ့ကိုအင်ကွင်းအမရိတ်မှာ1-1ဆိုတဲ့အနေထားနဲ့ဆိုရင်ပြင်သစ်မြန်မာနည်းနည်းလေးအဆင်ပြေနိုင်သေးတယ်အခုကကျွန်တော် pressure တွေထမ်းဖို့ပြီးသွားမှာဟိုကလည်းပြင်သစ်မြန်လေးဖွင့်ဆော့မှာပဲဖွင့်ဆော့တာကျွန်တော်မကြောက်ဘူး ဒါပေမဲ့ကိုရီပလီယာနေနဲ့ pressure ဝင်သွားပြီးပြင်သစ်မြေလဲဖြစ်တယ်ပြီးတော့တကိုးလဲရှုံးနေတယ်ဒါပေမဲ့ကိုကောင်တွေလုံနိုင်မယ်လို့ယုံကြည်ပါတယ်ဒါပေမဲ့ဒီလိုမျိုး chance တွေ chance တွေရပြီးဂိုးတွေမသွင်းနိုင်ရင်တော့ပြင်သစ်မြေမကလို့စပိန်မြေပဲဖြစ်ဘဲမြေပဲဖြစ်ဖြစ်အဆင်မပြေနိုင်ဘူးလေအဲ့တော့ PSG အသင်းကိုလည်းတကယ် appreciate ဖြစ်တယ်ဒိုနာရူမာလည်းတော်တော်လေးကောင်းတယ်ကွင်းလယ်မှာတကယ်အသက်ဖြစ်သွားခဲ့တာသူတို့ဘက်ကဂျောင်းဒီဘက်ကလှုပ်ရှားမှုတွေကလုံးဝအသက်ဖြစ်သွားခဲ့ပြီးတော့ကိုဒီဘက်မှာလူပိုလိုဖြစ်နေခဲ့တာမာတင်အိုရီဂက် တော်တော်ကြီးကိုမှ creative vibe ပျောက်သွားခဲ့တာမာနင်အိုရီက high pressing တွေတက်ပေးတယ်မှန်တယ်ဘောလုံးတွေ pass တွေပေးတယ်မှန်တယ်ဒါပေမဲ့များသောအဖြစ် normal pass တွေကျွန်တော်တို့က attacking midfielder ကစားသမား2တိုက်စစ်ကွင်းလယ်တိုက်စစ်ကစားသမား2ဦးဆီကျွန်တော်တို့ဘာတွေတောင်းဆိုလို့ရလဲဆိုတော့ဒီတိုက်စစ်လမ်းကြောင်းတွေဖွင့်ပေးတာမျိုးတွေ aggressive ဖြစ်တဲ့ ball တွေ through ball တွေဒီနေရာမှာတစ်ခုပြောပြမယ် Louis Scaly ကတော့မှ through ball တစ်ခုခင်းပေးလိုက်နိုင်သေးတယ် Martinelli နဲ့တူတယ် ကွင်းလန်နေတောက်လျှောက်ခင်းပြီးွားတာအဲ့ကောင်လေးရမှာပို့ပြီးဖိုင်နယ်သက်ဘောတွေထွက်သေးတယ်နောက်ဆိုမာတင်အိုရီယိုကိုထုတ်ပြီး180ဝင်လာတဲ့ခါမှာတက်စစ်ကလုံးဝကြွထောက်သွားတာဒါပေမဲ့အချိန်နှောင်းသွားခဲ့ပြီအဲ့တော့ကျွန်တော်တို့ဒီဒီပွဲရှုံးဝခြင်းအဓိကနံပါတ်1အချက်အဲ့ဒါကပွဲစအထာလေးပြီးတော့ပြိုင်ပွဲအကြောင်းကိုချက်ချင်းမဖတ်နိုင်ခဲ့တာအဲ့ဒါနံပါတ်1ချက်နံပါတ်2ချက်ကတော်မတ်ပါတီမပါတဲ့ကွင်းလေသည်လုံးဝပြည်ကြီးအတင်းတဲ့တံတန်းနှိမ်သွားခဲ့တာ အဲ့မှာမှာဆရာသမားမာတင်အိုဒီဂက်ကနော်မယ်ပက်စ်တင်နဲ့ဘောလုံးပြတ်နေခဲ့တာနဲ့လိုရာရောင်းထုံမပေးနိုင်ခဲ့တဲ့အချက်တွေကလည်းကျွန်တော်တို့တဒန်းနေသွားစီတယ်။နံပါတ်၄ချက်အဲ့ဒါကကျွန်တော်တို့အာဆင်နယ်အသင်းပလေယာတွေဘောင်တွေကနေကစားပြီးပဲလေ ိုင်ရဲ့ဝီစီမဝီပွဲတံမှုချမှုမကြာခဏခံရဒိုင်ကတော့ဒိုင်လုံးလုံးပါပဲဒါပေမဲ့ကိုရီကတချို့ပိုင်းလေးမှာ emotion မထိန်းနိုင်တဲ့အကန့်အသတ်လေးရှိကျွန်တော်ပြန်မပြောတော့ဘူးဗျာအကိစ္စအော်အဲ့တော့ဒီလိုမျိုးပွဲကြီးတွေဒီလိုအဆင့်တွေရောက်လာပြီဒီလိုဖလားတွေပေါ်လက်တင်တော့မယ်ဆိုရင်ကျွန်တော်တို့ဒီပို့ပြီးတော့ရင်းကျက်မယ်လူဝဲပြဒေါသထွက်တတ်တယ်ကျွန်တော်တို့က TV ကနေကြည့်နေဒေါသထွက်တာမှန်တယ်ဒါပေမဲ့တကယ်တကယ်ပြစ်ဒဏ်အရေးယူခံမှာကွင်းထဲကလူတွေသူတို့က professional တွေလောက်ခရသာရနေလူတွေဒီစီးမင်းတွေအကြောင်းကိုအတိကျွမ်းဝင်ပြီးသားလူတွေ ဒိုင်းဝီစီမုတ် ပြီးရင်ဘာဖြစ်ရမလဲဆိုတော့သူတီးသားတွေအဲ့တော့ကျွန်တော်စာခေါအပြစ်တတမဟုတ်တော့သူသားအဝါမထိခင်ဒီထက်ပိုပြီးတော့လုံနိုင်စွန်းနေအများကြီးထွက်လာမှာအဝါထိထားပြီဆိုတဲ့ကဗျာလူကချီပြီးတုပ်ပြီးဖြုတ်သွားပြီ quality တဝက်လောက်ရော့သွားပြီမလုတ်ရဲတော့ဘူးလေหนีသွားမှာဆိုတဲ့အတွက်အဲ့လိုမျိုးအားကြောင့်မလို့ကျွန်တော်တို့အနေနဲ့တချို့ပိုင်းလေးမှာ emotion ထိမ့်မှုလိုတယ်ပြီးတော့ UEFA champion league ကဒိုင်းနေဖြစ်တဲ့အတွက်လည်းကျွန်တော်ကအပြစ်မတင်ဘူးအပြစ်မတင်ဆိုတော့တကယ့်ကို quality မြင့်ဒိုင်းနေ ဒီလိုမျိုးဥရောပဆင်အမြင့်ဆုံးပြိုင်ပွဲဒိုင်ဒီမှာ quality မရှိရင်တော့ဘယ်ပြိုင်ပွဲမှာရှိမှာမဟုတ်တော့ပရီးမီးယားလိရဒိုင်တက်ဆိုင်တော့အများကြီးတားလေပြောလို့ရတယ်အဲ့တော့ကျွန်တော်က blue decision ပဲချက်ချလက်ခံတယ်ပြီးတော့ကျွန်တော်တို့ဒီ area ထဲနေကန်လို့ရမယ့်ဒီ time တွေ free kick ရနိုင်တဲ့ chance တွေကိုနောက်ကနေပပနဲ့နဲ့နဲ့ဂျာဟုန်ဒီဘက်ဆိုတဲ့ခြေတလေးလာဖြောက်သွားဒီနေ့ပွင့်စီမှာတကယ့်အသက်ပြာသူတို့ဘက်ကကိုရီဘက်ကကစားသမားတယောက်လောက်အဲ့လိုကွင်းလင်မှာရှိခဲ့ဒီဘက်ကအာဆင်နယ်တို့မရှုံး အဲ့တော့လာမယ့်နွေရာသီမှာတော့အာဆင်နယ်တို့အနေနဲ့တိုက်စစ်တောင်းမဲ့မာတီနယ်လီနေရာအတွက်ရဲတိုက်စစ်အထောင်အတွက်ရဲငွေလေးနည်းနည်းပို့မယ်ဆိုရင်တော့မာတီအိုရီဂက်နေရာကိုပရက်ရှာပေးနိုင်မယ်ကွင်းလင်တိုက်စစ်ကစားမတူရဲဖေဘီယိုဘီးရပြန်လာရင်လည်းသူ့ရဲ့ physical ဘိုင်းနဲ့ချက်ချင်းအသားကျလိမ့်ဦးမယ်လို့ကျွန်တော်မထင်ဘူးအဲ့တော့အာဆင်နယ်အနေနဲ့ပြင်သစ်မြေမှာအနိုင်ရလက်တစ်ခုကိုမဖြစ်မနေပုံဖော်ဖို့လိုအပ်လာပြီတစ်ဖက်ကတော့ PSG အသင်းကတော့တကူးနဲ့အตาရသွားခဲ့တယ်ဗောလေ ဒီလိုအဆင့်ဒီလိုပြိုင်ပွဲတွေမှာတကိုးဆိုတာတော်တော်လေးစကားပြောတယ်ကိုကောင်နေခံဖက်ပြန်လာနိုင်ပါစီလို့ပဲဆူတောင်းမှာပဲဘာလို့ဆိုကျွန်တော်တို့ဒီအဆင့်ရောက်နေပြဒီဘလတ်နဲ့ထပ်ပြီးမဝေးချင်တော့ကိုကောင်နေအကောင်ဆုံးလုံးနိုင်မယ်ယုံကြည်တယ်ဒုတိယပိုင်းမှာအာဆင်နယ်ပလေးယာတွေစော်သွားခဲ့တကယ်အသေးပေါက်မတတ်ပဲကျွန်တော်တို့က TV ရမှာကြည့်နေတာဘာမှသာမဟုတ်တာတောင်းတော့တော့ဝင်းတိုးတာဝင်းဖြတ်တာတွေလှက်ခနဲ့လှက်ခနဲ့အတော့ကုံစော့တာနောက်ပိုင်း PSG ရလူတွေတော့မှကစားချလိုက်တဲ့အချိန်မှာကုပလေးယာတွေကတောက်လျှောက်တိုက်စစ်စော့နေတော့မယ်အဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးရှုံးတယ် ရတဲ့အခွင့်အရေးတွေကျွန်တော်တို့အသုံးမချနိုင်ကြုံမှန်တယ်။ဒါပေမဲ့ဒုတိယကြော့မှာကျွန်တော်တို့လက်ထဲမှာအခွင့်အရေးရှိပါသေးတယ်။လုံးဝမဖြစ်နိုင်တော့တာမဟုတ်တဲ့အတွက်တကိုးစုရဲ့အနေထားကိုကျွန်တော်တို့ပြန်လာနိုင်ဖို့တော့ကျွန်တော်တို့ player တွေလုံနိုင်မယ်လို့အကောင်းဆုံးယုံကြည်ထားတယ်။အကယ်၍များတခုခုချွတ်ချော်ခဲ့သည့်ရှိတော့ဒီရာဒီမှာဒီအဆင့်ပေါ့လေဒါပေမဲ့ကိုယ်ကောင်တွေလုံနိုင်မယ်လို့ယုံကြည်ထားဖြစ်တဲ့အတွက် final ထိတော့သူတို့ကျွန်တော်တို့ပို့ပေးနိုင်မယ်ထင်တယ်။တခုခုပေါ့ဗျာ။ကျွန်တော်တို့ဒီပြိုင်မှာအောင်မြင်ကြပါတယ်။အဆုံးတိကျတယ် အားလုံးကျေးဇူးတင်ပါတယ်ဒီစီစဉ်လေးကိုဒီကကွန်ကြီးပောင်းပြီးတဲ့ရှုပေါ်လုံး online အကျုံလဲကျေးဇူးတင်ပါတယ်အမဆုံးမဲ့ဆုံးတော့ Viber ဖုန်းနံပါတ်တို့ည09 0 16 36 39ညဆက်သွယ်လို့ရလို့နောက်ထပ် Viber ဖုန်းနံပါတ်ဖြစ်တဲ့39 6539963လုံး20ကိုလည်းဆက်သွင်းလို့ရပါတယ်ခင်ဗျာ။ Ivercoach Go Sport အနေနဲ့93လုံးမြစ်တို့ကိုလည်းကစားလို့ရနေပါပြီ။